ရီစားတဲ့ဇကားများပြီးရွှေကုန်တိုင်းတရာအစဉ်ကားလမ်းမပေါ်မှာလှဲအိတ်ခဲတဲ့မြို့သမီးတဦးကားချိတ်ခံရပြီးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းပဟန်းမြို့နယ်ကဘာရီဖျားလန်ရွှေကုန်တိုင်းဂုံတတာအစင်းမောင်ကားလမ်းမပေါ်လဲချပြီးကိုကိုကိုတေချောင်းချန်ခဲ့တဲ့အမျိုးသမီးတယောက်ကားတက်ချိတ်ခံရပြီးသေဆုံးခဲ့မှုအော်တိုဘားလာ21ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့ခဲ့ရသူတဦးကော ကိုရှင်ရင်ကိုဖြစ်သွားတာပါ။နှစ်ယောက်သားခྱི་ကပြန်လာပုံရှားတယ်။ကားရက်ပြီးရန်တွေဖြစ်နေကြတာ။နောက်ဆုံးကောင်လေးကကောင်မလေးကိုသူ့အိတ်တွင်နဲ့ထားခဲ့ပြီးကားမောင်းထွက်သွားတော့ကောင်မလေးကစိတ်ထိခိုက်သွားပုံရှားတယ်။တရားအစင်းလမ်းမအလဲမှာလှဲချလိုက်တဲ့အချိန်တရားဖော်ကရှိန်နဲ့ဆင်းလာတဲ့ကားကတက်ကြိတ်သွားတာ။ဘေးကလူတွေအော်ဟစ်ပြီးသွားဆွဲဖို့လှုပ်ကြပါသေးတယ်။ ရုံးစင်းချိန်ကားတွေအရန်ဖြက်နေတာရောခဏလေးအတွင်းဖြစ်သွားတာရောကြောင့်မမိလိုက်ဘူးဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။ကားတက်ချိန်ခံရပြီးသေဆုံးသွားတဲ့ကောင်မလေးကအသက်၂၃နှစ်အရွယ်မတ်လင်းပြည့်အိမ်ဆိုသူဖြစ်ပြီးမင်္ဂလာတုံမြို့နယ်ဆွဲတော်အင်ယာမာနေထိုင်သူဖြစ်ကြောင်းမိသားစုတွေနဲ့လည်းဆက်သွယ်ရရှိခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ကားကြိတ်ခံရတဲ့အနာမှာသူ့ရဲ့ခီးဆောင်အိတ်တွေလည်းတွေ့တယ်။ကောင်မလေးကကလောကနေပြန်ရောက်လာလာချင်းအိမ်အောင်မရောက်တော့သေးဘူးထင်တယ်။ ကလောကပြန်လာတဲ့အဝတ်စားနဲ့ပဲဆိုတော့လေသူ့အကောင့်မှာလည်းတင်ထားတယ်ရီစားအတွက်နဲ့မြကို့အသက်ကိုစတိရတယ်လို့အတွေးတွေမှားသွားတာနေမှာပေါ့အခုမှအသက်ငယ်ငယ်လေးကိုမိဘတွေတော့ရင်ကျိုးရပါပြီကလေးမလေးကဖြူဖြူချောချောလေးကားကတက်ကြိတ်တာပေါင်ရိုးဖြတ်ကျိုးတဲ့တိရတဲ့ဟုဆိုကဖြစ်စဉ်ကိုသိရှိသူတဲ့ဟုကပြောပြထားပါတယ် မလင်းပြည့်အိမ်ရဲ့ရုံလောင်းကိုတော့ရန်ကုန်စေးရုံကြီးကိုပို့ဆောင်ထားကြောင်းကားကတော့လူကိုဝင်တိုက်ပြီးမောင်းပြေးသွားတာကြောင့်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ရှင်တိုင်းမှုဖြစ်ပေါ်တဲ့နေရာမှာမလင်းပြည့်အိမ်ရဲ့ luggage လဲပါလာခဲ့ပြီးမှတ်ပုံတင်ကိုလည်းတွေ့ရသလိုအိတ်တလုံးနဲ့အဝတ်အစားအကောင်းစားတွေကိုလည်းတွေ့ရပေမဲ့သူမရဲ့ဖုန်းကိုတော့မတွေ့ရှိခဲ့ရဘူးလို့ကုညီသူတွေကပြောပြထားကြပါသေးတယ်။ သူမရဲ့ Facebook အကောင့်မှာဆိုရင်လေလွန်ခဲ့တဲ့10နာရီကျော်လောက်ကလက်ရှိမတော်တဆဖြစ်တဲ့အင်ဂျင်နဲ့ပဲနောက်ဆုံး post တင်ခဲ့တာတွေ့ရပြီးပုံအရကလောမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။သူမနဲ့ရင်းနှီးသူတွေကတော့ကလောသွားတယ်လို့ပဲသိထားခဲ့ကအခုညမှာ ဖြစ်သွားခဲ့တဲ့ကိစ္စကအဖြစ်မှန်မဟုတ်ပါစေနဲ့လို့ဆူတောင်းနေကြတာလည်းဖြစ်ပါတယ်။ မီးပြီးဆက်လာခဏခဏဒီကညမီးပြီးကြတော့ဝါမီးရစီမီးရမအဲချောင်းချောင်းပဲဒီကြောင့်ရှိဒီဖို့ဖို့ဖို့မီးထုံးပြလာဒီမီးလေးဆောက်ခဲ့တယ်ဒီကုန်တယ်မနီဘူးရရဲ့အခါကမှတရားဟုတ်လားဟင်အင်းလာမလာမတောင်းတော့ဒီကုန်ကြည့်ဟုတ်ဟုတ်ဟုတ်ရဲ့ဟိုလာ ဒီနေ့ဟိုတယ်ပဲဖြစ်မှာမသိဘူး။အော်အဲ့ဒါသူတိုက်ခိုင်းမှာကိုလုံးမပဲရှိတာပါဘူး။ဒီကလေကောင်းရလေးပဲ။အော်ဟယ်လိုရလေးဆိုကျွန်တော်ဒီနားတစ်ချက်ဟုတ်တယ်သူကလေအိမ်မင်းမင်္ဂလာတော့မဖွင့်ကြည့်ပါဘူး။ဘယ်ဘယ်ရ။ဟုတ်ပါဟုတ်ပါ။အဆရှိတယ်ညာ။သက်သက်ခဏ။အာနေတာအော်မနေ့ကလာတယ်လာတယ်။ဟုတ်။ဟုတ်ဟုတ် không phải xuyên xuyên thì không có tủ thì nên phải bảo là Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ကိုကိုသူ့ကိုဒီအိမ်ထဲမှာတစ်ချက်ကြည့်ပါဒီအိမ်ဖွင့်ပြီးပြလားဒီမိုးရယ်အေးအေးအေးဘယ်လိုအဖေကဒီရပြီးပြီးရေးရတာမရှိဘူးရှင်လာနောက်နောက်နောက်နေရဟိုဘူးတွေရပါရှင်နာမည်ကတော့တည်ပြီးတော့ရောင်းပုံးကပါလားနာမည်ဘယ်သူလဲတာမီးတာမီးဟောဟဲ့လင်းပြေလင်းပြေလင်းပြေဟောတာမီးဟောဘယ်ဘက်အိတ်လုံးတိပေါ်ကြတာကိုစာဟုတ်ကပါရွာရ စာချုပ်ဆောင်မဟုတ်မဟုတ်ဘူးအခုဒီနေ့မှရောက်တဲ့တောင်ပါလေဒါယူသူအဲ့ဒါဖုန်းခေါ်လို့မရလို့